မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့ပြင်းအားခွနေတသမာခွနေအဆင့်ရှိငလင်းနဲ့ပတ်သက်လို့အချက်၃ချက်ကိုတွေ့ရှိခဲ့ကြောင်း UCLA သုတေသနဌာနဖော်ပြတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားနှင့်လော့စ်အင်ဂျလီတက္ကသိုလ်လောက်ရှိ UCLA သုတေသနဌာနက2025ခုနှစ်မတ်လတွင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9တက္ကသိုလ်ခုနှစ်အဆင့်ရှိငလင်းနဲ့ပတ်သက်လို့လေးလာမှုများပြုလုပ်ခဲ့ရမှာအချက်၃ချက်ကိုတွေ့ရှိခဲ့ကြောင်းဖော်ပြထားပါတယ်ပထမအချက်မှာအစုပါငလင်းသည်သခိုင်းပြည့်ရွှေကျော်ကို930ကီလိုမီတာမိုင်329မိုင်ခန့်ပြတ်တောက်သွားစေခဲ့ရာထို့ထဲမှ450ကီလိုမီတာ မိုင်296မိုင်အပိုင်းစာသည်ငလင်နှုတ်ခါမှုလှိုင်းနှုံထပ်ပင်ပုံမှုမြန်ဆန်စွာရွေရှားသွားခဲ့တယ်လို့ဆိုပါတယ်ဒုတိယအချက်မှာစကိုင်းပြည့်ရွှေကျော်ရဲ့တောင်မက်လမ်းကြောင်းသည်တစ်စက္ကန့်လ9ကီလိုမီတာ3မိုင်ခန့်အထိအလွန်လင်းမြန်တဲ့အချိန်ဖြင့်လှုပ်ရှားခဲ့တော့လေမြောက်ဖက်လမ်းကြောင်းသည်ပုံမှုနှေးကွေးစွာရွေရှားခဲ့ကြောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်တတိယအချက်မှာတော့ဖြောင်တန်းချောင်းဝေသောပြည့်ရွှေကျော်တစ်ခု1839ခုနှစ်ကနောက်ဆုံးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်နောက်ပိုင်းစုပုံလာတဲ့ရေရှိဖိအားများစုဆောင်းမှုနဲ့ပြည့်ရွှေမျက်နှာပြင် တလျှောက်ရှိစန့်ကျင်ဘက်ကြောင့်အမျိုးအစားများရဲ့ဂုံတက်တီတို့ပေါင်းစပ်ပြီးခြင်းတို့ကြောင့်မြေသားပြတ်တောက်မှုသည်ကီလိုမီတာရာပေါင်းများစွာအထိအရှိန်မြင့်စေရန်နှင့်အလွန်လှည့်မြန်တဲ့အရှိန်ကိုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ Science Magazine တွင်ဖော်ပြခဲ့တဲ့အဆိုပါလိလာမှုတွင်သုတေသနပညာရှင်များကစကိုင်းငလင်းသည်မြေပြင်ပေါ်တွင်မှတ်တမ်းတင်ခဲ့မှုတို့များထဲမှာအရှိန်ဆုံးနှင့်အမြန်ဆုံးရွေးရှားခဲ့တဲ့ပြတ်တောက်မှုတစ်ခုကိုမိခဲ့သူဖြစ်ပေါ်စေခဲ့ကြောင်းဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။၎င်းပြတ်တောက်မှုကြောင့်မြန်နှုံးလုံပြတ်တောက်မှုလို့ခေါ်တဲ့ရှားပါးတဲ့ဖြစ်ရပ်တစ်ခုကိုဖြစ်စေ ခဲ့တယ်လို့ဆိုပါတယ် UCLA သုတေသနဌာနမှပေါမောခဖြစ်ပြီးအခုလေ့လာမှုတွင်ပါဝင်ခဲ့တဲ့လင်းဆန်မန်ကဒီဖြစ်ရပ်ကလေ့လာမှုများစွာပြုလုပ်ထားတဲ့ကုန်းနေမိုင်းပြက်ရွှေ့ကြော်တွေတောင်မှမမြုံလင့်ထားတဲ့အန္တရာယ်ရှိတဲ့ပုံစံမျိုးဖြစ်စေနိုင်နေဆိုတာသတိပေးနေပါတယ်။တက်တောက်မှုတစ်ခုဒီလိုအချိန်ထိရောက်ရှိစေနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုနားလည်ထားခြင်းကအနာဂတ်ငလင်အန္တရာယ်တွေကိုပုံမှုကောင်းမှစွာခံမှန်းနိုင်မှုကူညီပေးပါလိမ့်မယ်။အထူးသဖြင့်မြို့ကြီးများအနီးရှိပြက်ရွှေ့စနစ်တွေမှာပါလို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ Thank you.